လေးကိုပိုင်မှာတော့တောင်မှုတောင်မှုတုံးကို26တော့ဒီစရဲရောက်လာတော့ရန်ကုန်မှာအပင်ရောင်းနေနေပေါ်တာနဲ့မိတာဒီပြီးတော့သူတို့ဟိုကတန်တန်းညရန်တန်တန်းညောင်းပို့ရပေါ့တော့15နှစ်15နှစ်တန်တန်းညောင်းပို့တော့ဒီမှာတန်တန်းညောင်းကိုရောက်ရဲတောင်မင်းကြီးဆောက်ကြခေါ်အမှတန်တန်းမဟာလာတက်ပါလေမဟာလာတက်ပြီးတော့တန်တန်းဆင်းသွား တက်ကိုရောက်သွားတယ်။အမမိုးမန်နှစ်ပတ်တက်ကလည်းမိုးမိုးမန်နှစ်ပတ်တက်ပြီးတော့အေးအမတလားလောက်နေရတယ်။တလားလောက်နေရပြီးတော့လို့အဟိုတရေရနှခေါ်ရ။နှခေါ်ပြီးတော့တရေလောက်နေပြီးတော့တမ်းပြီးတော့ဟိုရဲလင်းနဲ့ဟိုအေးအမတိရောပို့ပဲ။ပို့ပြီးတော့ဒီအေးအမတိရောအနေမှာ နနခရနီနနခရနီပြီးပြီးတော့ဟိုဟာစစိတ်ခွင်ပြီးတော့ရောက်ထိုးတယ်ပေါ့စကြောထိုးပြီးတော့အာသူတို့စကြောအဲ့ဟိုဟာဟိုပါချာရောက်ပါဘာသာလေးပါတရားကြီးယူလိုက်တယ်ပေါ့တရားကြီးယူလိုက်တော့တိုက်ပွဲဖြစ်ကြတယ်အဲဝဖြစ်ပြီးတော့အဲသူကလူတာထိတာရေးများလာတော့သူကပြန်ပြီးတော့ဆုတ်ဆုတ်သွားတာပေါ့အဲရေးအဲ့တော့ သူတို့အိပ်ပေါ်ချက်ခဲ့တာဘဒိုးဟာဘဒိုးဟာကြောက်သူတို့ကိုကျဆုပ်သွားရဟာပြိုင်ခွဲရဝလာရောလားဟာကျူးစူးဆောက်ရှောက်ဝေးရဲတတဲ့ဒီလိုတတအားတွေလည်းပြောနေတာဒီစရဲစစအတာရှိတယ်အောက်ပါနေဒီတော့ဒီရိုင်းပဲဒီတော့ကလူလူသေးပါဘူးခွေးလို့ဝင်လို့သေးရပါပဲဒီတော့ဒီရဲ့ပြတူးလူပါလဲ တတ်မဆွဲကြဘူး။သူကရာရှိပါပါတတ်ဆွဲအဲ့လိုပြောရစတဲ့ပါဘလိုပဲဒီပြတိရာကောင်းဆုံးပဲအဲ့လိုပြောဘလိုနာမည်တော့စူးတာပဲတာဝင်းမှုတာဝင်းမှုတက်တော့ရှိနှစ်တုံးတက်တတားတက်ကျွန်တော်ကရန်ကုန်ဝေးဝေးကနေပေါ်တာဆွဲခိုင်းရခြင်းဖြစ်ပါတယ်ဝေးဝေးကနေပေါ်တာဆွဲခိုင်းရပြီးတော့ပင်လောင်းကိုရောက်သွားပါတယ် ပဲလောက်တင်းလောက်တင်းနန်း၅လနဲ့တပတ်တက်ခဲ့ရပါတယ်၅လနဲ့တပတ်တက်ပြီးတော့တရက်တည်းဟုတ်လောက်ခါတရက်တည်းမုံမနှစ်လခွဲလောက်တက်ရပါတယ်အားလည်းပါနေငါးကတက်ရင်ကိုတော့ရောက်သွားပါတယ်တက်ရင်တော့ဖရိတ်လုပ်ရပါရဲ့နဲ့နှစ်လခွဲလောက်ကြာသွားတယ်အားလည်းလှုပ်ရှားထွက်ရပါတယ် လောက်ရှာဟိုပဲဂါလန်9000ဘူးရွာပဲကောဘူးရွာကနေတစ်ဆင့်စက်ကူဆိုပြီးတော့ကျွန်တော်တို့လေရင်နဲ့သွားပါလေအင်ဗတီရွာကိုအင်ဗတီရွာသွားပါလေသုံးစီးသွားပါလေအဲရောရောတော့တော့ညနေညနေစောင်းပါပဲလက်လက်ခဲရန်လူတွေပါခွဲပြီးတော့ ညာတွင်ချင်းတို့လို့သွားပါလေခုနှစ်နိုင်ခွဲလောက်ကနေစသွားလိုက်ပဲတို့တို့ခုနှစ်နိုင်ခွဲလောက်နေတော့ရောက်သွားပါဟုတ်အဲ့မှာနေ့သုံးရက်လောက်နေတော့တိုက်ပွဲအကြီးကြီးတွေဖြစ်တော့လူမဆက်တိုက်လို့မရတော့အားလေပါအကြီးကြီးတွေကစုပ်ပဲစုပ်ပဲဆိုပြီးတော့စုပ်တယ် စက်တနာရီခွဲလောက်ကြာပြန်ဆုတ်ပြီအားနေပါတော့အဲမဆုတ်ခင်တရက်လောက်တရက်လောက်လို့ပါတရားရတာပါရှင်မပါတရားတစ်ချက်ရတာပါအားလည်းပါဆုတ်ပဲဆုတ်ပဲဆိုတော့နောက်နောက်ရကြတယ်ပေါ့ကျွန်တော်ညာရင်းကြီးပဲ၁၁ခွဲလောက်ဆုတ်ပါတယ်အားလည်းပါဆုတ်ရင်းဆုတ်ရင်းနဲ့ လူသားတွေကကြံငဲတဲ့လူသားကြံငဲအဲ့တော့ဆိုရင်တော့ကစဲပေါင်းပေါ်အမိုးဖောက်ပြီးကြံငဲတာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ပီရအန်လာရေးရဲဘော်တွေကသာစီထိမ့်သိပြီးတော့ဈေးကူလာဖို့လုပ်ပေးထားခြင်းဖြစ်ပါတယ်ကြံတဲ့တက်ခဲရလူတွေကတော့ကျွန်တော်လိုမျိုးဖြစ်ပါရည်လို့ပဲစုတောင်းပါတယ်တက်သေးပါကြံမေးကြတာဒီလိုပါပဲ ျွန်တော်ရဲဘော်ဆိုပြီးတော့ထီရောထီရောစွဲပဲလူမရှိတော့အဲ့တော့ကိုကကိုအမောဖောက်ပြီးကြက်နေတာပဲဖတ်တယ်ပါလေဒါပါကျွန်တော်ကတော့ကိုပိုင်မတ်ပါစာ143 233တတရေးချစ်ချိုဖြစ်ပါလေကျွန်တော်သင်တဲ့ရကသတက်ဗန်တူကနေသင်တဲ့ဆင်းလာတော့ထောက်မှုတက်မှာတညာအိတ်တညာအိတ်ပြီးတော့မုံရွာကိုဝိုင်းအိတ်နဲ့သွားပါလေ အမကိုတိုက်ပွဲဝင်စီယုံရေးတင်တန်းကြောင်းမှာ၁၄ရက်တည်တည်မိုးမှန်တက်ခဲ့တယ်မိုးမှန်တက်ပြီးတော့ကျော်တက်ခွေငါ့ကိုနှစ်ရက်သွားပါတညတညရေးပေါ့တညရေးသွားပြီးတော့လက်နဲ့တက်စင်ပြီးတော့ကျော်တို့ဒီပင်မတိရွာကိုလေရင်နဲ့လာပါတယ်ပထမဆုံးလေရင်မှာကျွန်တော်ပါတာပါ25ရက်ဒုတိယမူဝင်းမင်းမင်းထိုးဦးစီးပြီးတော့အမကျော်တို့လူတွေဖြန့်ခွဲပါတယ်ဖြန့်ခွဲပြီးတော့ ချင်းချင်းတိုင်းပြီးတော့ထွက်တယ်ထန်းတော်ထဲမှာတညာရိတ်တယ်အဓိကကျွန်တော်တို့တာဝန်ရတော့အပကြီးဘုံသီးရဲ့မြင်းမိုင်းအသေးလေးတွေရဲ့ပြီးွားလို့ရှိရင်ကြည်ကံရဲ့တော့ပို့မယ်ပြီးွားလို့ရှိရင်ဟိုကတက်ပြောင်းမယ်စစ်တီတွေကိုပြန်ခေါ်ဖို့ပါပထမဦးဆုံးကျွန်တော်တို့စပြီးတော့ထွက်ထွက်ချင်းမထွက်ခင်မှာရင်တော့ဟိုကပြန်လေးတက်ဖွဲ့ဝင်တွေပြစ်ခတ်ထားတဲ့ဗန်ကန်လာမှာဘုံသီးသုံးလုံးကြောက်ဝဲထားတာကိုတွေ့ရှိပါ ဆက်ပြီးတော့အမှကျွန်တော်တို့ဒီစစ်ထွာဟိုစခန်းဝင်သွားဖို့ဆိုတာမြေပုံလမ်းကြောင်းတွေပြပါတယ် point ဖွဲ့တွေအမှကျွန်တော် point ဖွဲ့မှာကျွန်တော်ပါပါတယ်ပြပြီးတော့ပြည်သူ70ရောက်နဲ့အတူတူကျွန်တော်တို့ခြိတက်ခဲ့ပါတယ်ခြိတက်ပြီးတော့ထန်းတော်ထဲမှာတညာအိတ်တယ်အိတ်ပြီးတော့ထိတွေ့မှုစခဲ့ပါတယ်ထိတွေ့မှုဖြစ်တော့ကျွန်တော်နဲ့အတူတူပါတယ်ပါစ၃ယောက်ကတော့နေရာမှာနေပွေချင်းပြီးတည်ဆုံးခဲ့ပါတယ် တကြကြီးတယောက်ကတော့ပုံမှန်ပြီးတော့ပြန်ဆွဲသွားတော့ကျွန်တော်ကတော့အသိဆိုပြီးထားခဲ့တာလေပင်ကနေပြီးတော့ဖောက်ထော်သွားတော့ပီယန်လီစစ်တီတွေနဲ့ပြေဆုံးပြီးတော့ကျွန်တော်ကျမ်းမာရေးတွေဆောင်းလျှောက်ပါတယ်ယနေ့ချိန်ကြီးလည်းကောင်းကောင်းမွန်မွန်ပြုစုဆောင်းလျှောက်ထားပါချားရဲဘော်တွေကိုပြောချင်တာကတော့ဆရာဆရာကြီးတွေတကယ်တောင်းဝင်တောင်းဝင်ကြည်ကြည်နဲ့တက်ဆာရှိရှိလှုပ်တဲ့ဆရာဆရာကြီးတွေကိုမှားကြားချင်တာတော့ကျွန်တော်အကြံပြုချင်တာပေါ့နော်အကြံပြုချင်တာကတော့သူတို့ဒီ ခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့နေရာမှာမှားလားမှန်လားဆိုတော့ကိုယ့်ကိုဆုံးဖြတ်ချက်ချပါပြီးွားလို့ရှိရင်လည်းတကယ်လို့ကိုယ်ဆုံးဖြတ်ချက်ပေးချချပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကြံပြုလိုခြင်းနဲ့ဆန္ဒကတော့ပြည်သူနဲ့ဥပပေါင်းမှာပြည်သူရဲ့ရင်ခွင်ခိုးလုံးမှာပြည်သူကလည်းလိုင်းလိုင်းလဲလဲကျူစုနေပါပဲအကြံပြုခြင်းပါကိုကျွန်တော်ကတော့တက်ဒီကုသုံး6 6ရေးရခင်ချင်းကိုကြောဖြစ်ပါတယ် ော်ရတပေါ်တဲ့ကို1990ခုနှစ်စတဲ့ဝင်ရောက်ပြီးတော့ကျွန်တော်ရှမ်းပြည်မှာတာဝန်ထမ်းဆောင်ပါအဲဒီမှာမကူတိုင်းမှာတာဝန်ထမ်းဆောင်ပါအဲဒီနေ့မှာဆောကနောက်နေမီစကန်ကိုရောက်ပါတယ်အဲမှာကျွန်တော်တာဝန်ကတော့ကျွန်တော်ချက်ကြီးပါအဲ့လိုနေလာပြီးတော့ကျွန်တော်တိုက်ပွဲဖြစ်ပြီးတော့9ရက်8ရက်မြောက်နေမှာ ကျွန်တော်ကြောင်းရှိအမိန်ပါလာနဲ့ကျွန်တော်ခန်းအောင်ရက်စကန်နေပြီးတော့ကျွန်တော်ကြောင်းရှိတက်ဖို့ဝင်နေတဲ့အတူတူကျွန်တော် MT ရွာဘက်ကိုဆုတ်ပါတယ်အဲ့လိုဆုတ်တဲ့အချိန်မှာ PLA ဖွင့်နေတဲ့ဈာပြတ်တက်ခဲ့ခြင်းကိုခံရပြီးကျွန်တော်တန်ရာရရှိခဲ့ပါတယ်ဒီမှာတန်ရာရရှိခဲ့တဲ့အချိန်မှာကျွန်တော်အဲ့တန်တိုက်ပွဲဖြစ်တဲ့နေရာမှာပဲကျွန်တော်ဂျန်ခဲ့ပြီးတော့ဟုတ် PLA ရဲ့ တပ်ဖွဲ့ဝင်တွေကကျွန်တော်ခေါ်ပြီးတော့စစ်ကူစစ်ကူတက်အပ်ပေးခဲ့ပါတယ်ခုလက်ရှိချိန်ကြီးလဲကျွန်မရဆောက်ရှောက်မှုပြုစုမှုလုပ်ပေးနေပါတယ်အခုကျွန်တော်တော်တော်တတ်တာနေပေါ့ကျွန်တော်အခုဒီကနေပြီးတော့ကျွန်မကြီးကောင်းသွားပြီဆိုတော့ကျွန်တော်မိသားစုနဲ့ပြန်တွေ့ချင်ပါတယ်တပ်ဖွဲ့ဝင်တွေလဲကိုစိတ်ကိုကိုဒီစားဆုံးဖြတ်ဖို့လိုပါတယ်ကျွန်တော်အခုလက်ကြုံတွေ့နေတာ ကိုကိုတွေ့ပါ ဲ့တဖို့ဝင်နေလဲကိုစိတ်ကိုဆုံးဆက်ဆုံးဖြတ်ပြီးတော့စဉ်းစားဆုံးဖြတ်ပြီးတော့ဒီလောက်ကဆက်လုပ်တယ်လားမလုပ်တယ်လားဆိုတာသိစားဆုံးဖြတ်တင်ပါလား